ဇလန်းအစမှာတော့ဂျွန်ဝူးဆိုတဲ့လူငယ်လေးတယောက်ကမနှက်ခင်းမှာနိုးလာပြီးတော့ကြောင်ပြေးဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ပြီးတာနဲ့တနေကုန်ကွန်ပျူတာဂိမ်းဆော့ပြီးတော့အချိန်ဖြုန်းနေတာပါသူ့အမေကအပြင်ထွက်ပြီးတော့အစားအသောက်နဲ့အိမ်သုံးပစ္စည်းတွေဝယ်ခိုင်းထားတဲ့စားစောင်ကိုတွေ့ပြီးမဲ့ဂျွန်ကအဲ့ဒါကိုလစ်လူရှူပြီးတော့သူ့တငယ်ချင်းလေးနဲ့ဂိမ်းဆော့ဖို့ကိုပဲကွန်ပျူတာစီကိုတန်းသွားပါတော့တယ်သူတို့ဂိမ်းဆော့နေတော့မှာပဲသူ့ရဲ့တင်မေးတယောက်ကရုတ်တရက်အခုချက်ချင်း TV ဖွင့်ပြီးတော့သတင်းကိုကြည့်လိုက်ဆိုပြီးတော့អော်ပြောလိုက်ပါတယ်အဲ့တော့ဘာလဲဆိုတာသိချင်စိတ်နဲ့ဂျွန်တယောက် TV ကိုဖွင့်လိုက်ပါတယ် တွေ့လိုက်တာကတော့တရင်ကြီးညာသူတယောက်ကစကားပြောနေတော့မှရုတ်တရက်ထုတ်လွှင့်မှုကပြတ်တောက်သွားတာကြောင့်ဖုန်းကိုဆွဲယူလိုက်ပြီးမဲ့ line မရှိတာကိုတွေ့လိုက်ပါတယ်။ပရင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တော့လေလူတွေကထိတ်လန့်တကြားနဲ့ပြေးလွှားနေပြီးတော့တချို့ကဘာအကြောင်းပြချက်မှမရှိဘဲနဲ့တယောက်ကိုတယောက်တိုက်ခိုက်နေတာကိုတွေ့လိုက်ပါတယ်။အဲ့နောက်မှာသူ့ကိုထိတ်လန့်သွားစေတဲ့မြင်ကွင်းတစ်ခုကတော့မိန်းကလေးတစ်ယောက်ကနောက်ထပ်အမျိုးသမီးတစ်ယောက်ကိုကြောက်စရာကောင်းလောက်အောင်ရရက်ဆက်ဆက်ကိုက်ဖြတ်နေတာပါပဲ။ဂျွန်တယောက်မှင်တက်သွားပြီးတော့ဘာတွေဖြစ်နေလဲဆိုတာနားမလည်နိုင်မင်းနဲ့အကူကြီးကလည်းရောက်မလာခဲ့ပါဘူး။ မကြခင်မှာပဲသူ့တိုက်ခန်းအဆောက်အုံထဲမှာလူတွေအော်ဟစ်နေတဲ့ကိုကြားလိုက်ပါတော့လေသူ့တကားပေါက်ကနေချောင်းကြီးလိုက်ပြီးမဲ့ဘသူ့ကိုမှမတွေ့ပါဘူးတကားဖွင့်မလို့လုံနေတော့မှာပဲသူ့ရဲ့အိမ်ကြီးချင်းကအတင်းဝင်လာပါတယ်အဲ့လူကဂျွန်ကိုအပြင်းမာရှိတဲ့လူတိုင်းကယူသွားပြီးငါးညီအရင်တောင်မှဖောက်ကောင်အဖြစ်လုံးဝပြောင်းလဲသွားပြီးတော့ငါးအိမ်ထဲကိုဝင်လာတယ်။သူငါ့ကိုတတ်ဖို့ကြိုးစားတယ်။ကျေးဇူးပြုပြီးတော့ငါ့ကိုဒီမှာခဏလောက်နေခွင့်ပေးပါဆိုပြီးတော့အယူအမှုပြောလိုက်ပါတယ်။ဒါပေမဲ့ဂျွန်ကငင်းဆန်လိုက်ပြီးတော့ခမည်းမှာပြဿနာရှိရင်ရဲကိုဖုန်းခေါ်လေဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်။ ိမ်နီးနာချင်းကသူ့ကိုဆိတ်အေးထားဖို့စူးစမ်းပြီးတော့မင်းရဲ့ရေချိုးကန်းကိုခဏသုံးဝင်ပေးပါပြီးရင်ငါထွက်သွားရမယ်ဆိုပြီးတော့တောင်းပန်လိုက်ပါတယ်ဂျွန်တယောက်သဘောတူလိုက်ပြီးတော့အဲ့ဒီလူကိုအထဲကိုဝင်ဝင်ပေးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲ TV လိုင်းကလည်းပြန်ကောင်းလာပြီးတော့သတင်းထဲမှာဆက်သွယ်ရေးကွန်ရက်တွေမတီးမငြိမ်ဖြစ်နေတဲ့အကြောင်းနဲ့ကူးဆက်ရောဂါအတဲ့ကြောင့်တစ်မျိုးလုံးဗျံမရဖြစ်နေတဲ့အကြောင်းကိုချိန်ညာလိုက်ပါတယ်ကူးဆက်ရောကကူးခတ်ရတဲ့သူတွေကဖုတ်ကောင်ဖြစ်ကိုပြောင်းလဲသွားပြီးတော့တော်တော်လေးကိုကြမ်းတမ်းပြီးလူအသားကိုငန်းငန်းတက်စာလောင်နေကြတာပါ အကိုက်ခံရတယ်ဘသူမဆိုးလဲဖုတ်ကောင်ဖြစ်သွားမှာပါယောဂလက္ခဏာတစ်ခုကတော့မျက်လုံးထဲကနေတွေးထွက်ပြီးတော့အလွန်အမင်းနာကျင်တာပါပဲဂျွန်ကရေချိုးခန်းထဲကသူ့ရဲ့အိမ်နီးနာခြင်းကိုရုတ်တရက်သတိရသွားပြီးတော့အန်ဒီရဲ့ငွေသက်ကိုခံစားမိတာကြောင့်ဓာတ်ချောင်းကိုတွားယူလိုက်ပါတယ်အိမ်နီးနာခြင်းကလည်းသူ့လယ်မင်းမော်ကဒဏ်ရာကိုဖုံးပြီးတော့ထွက်လာခဲ့ပါတယ်ကျောင်းကဓာတ်ကိုကာကွယ်တဲ့အနေထားနဲ့မျှောက်လိုက်တော့အိမ်ကြီးချင်းကသူ့ကိုစိတ်အေးထားဖို့ကြိုးစားရင်းနဲ့သူဘာမှမဖြစ်ပါဘူးဆိုပြီးတော့ဒီမှာတနားကြီးလောက်ပဲနေနေတဲ့အကြောင်းကိုပြောလိုက်ပါတယ် ဒါပေမဲ့ဂျွန်ကအဲ့လူရဲ့လက်ပေါ်ကသွေးတွေကိုတရီထားမိသွားပြီးတော့ဆပြီးတော့ထိတ်လန့်သွားပါတယ်။မကြခင်မှာပဲအိမ်နီးနာချင်းရဲ့မျက်လုံးတွေကနေသွေးတွေစီးကျလာပါတယ်။မှန်ကူတစ်ချက်ကြည့်လိုက်ပြီးတော့ကြောက်လန့်တကြားအော်ဟင်းရင်းနဲ့သူ့ရဲ့ခန္ဓာကိုယ်ကအပြင်းထန်တက်နေပါတော့တယ်။သူ့ရဲ့ခြေလက်တွေကပုံမှန်မဟုတ်ပဲနဲ့လိန်ကောက်သွားပြီးတော့နောက်ဆုံးမှာတော့ဖောက်ကောင်အဖြစ်ကိုလုံးဝပြောင်းလဲသွားပြီးဂျွန်ကိုကိုက်ဖို့ကြိုးစားပါတော့တယ်။ဂျွန်ကပြန်လဲခုခံပြီးတော့သူ့ကိုတိုက်ခန်းပြင်ဘက်ကိုတွန်းထုတ်လိုက်နိုင်ပေမဲ့ဖောက်ကောင်ကအတင်းဝင်ဖို့ကြိုးစားတာကြောင့်ဓာတ်နဲ့ထိုးလိုက်ပါတယ် ပြီးတာနဲ့ဂျွန်တယောက်အချိန်မီတကားကိုလောချလိုက်နိုင်ပါတယ်။တကားပေါက်အသေးလေးကနေတစင်ကြိလိုက်တော့ဖောက်ကောင်ကြီးတကောင်ကသူ့အိမ်ကြီးရဲ့အလောင်းကိုတိုက်ခိုက်ပြီးတော့စားတောက်နေတာတွေ့လိုက်ပါတယ်။ဂျွန်တယောက်လုံးဝကိုထိတ်လန့်တုန်လို့ခြောက်ချသွားပြီးတော့ဖောက်ကောင်ကသူ့အတန်ကိုချားသွားမှဆိုလို့အတန်တစ်စက်မှမထွက်ရဲပါဘူး။တကားအောက်ကနေတွေးတွေစိတ်ဝင်လာတာကြောင့်ကြောက်လန့်တကြားဖြစ်နေတဲ့ဂျွန်ကတခြားဖောက်ကောင်တွေရောလူတွေရောဝင်းမလာနိုင်အောင်တကားရှိမှရေခဲတတအကြီးတစ်ခုကိုဆွဲပြီးတော့ပိတ်ထားလိုက်ပါတယ် ပြီးတာနဲ့ဘေးစင်ကိုအမြန်သွားပြီးတော့ဒါတွေကအိမ်မက်ဆိုးပဲဖြစ်ပါစေဆိုပြီးတော့မျောလင်းနေတဲ့သူ့မျက်နှာကိုရေနဲ့ပက်လိုက်ပေမဲ့ဒါကတော့အိမ်မက်မဟုတ်ခဲ့ပါဘူးတကယ်ဖြစ်ပြပါဂျွန်တယောက်သူ့ညီမကိုဖုန်းခေါ်ဖို့စူးစမ်းပေမဲ့ဖုန်းလိုင်းကလည်းတိတ်မမိပါဘူးအဲ့နောက်မှာတော့သူ့ညီမစီက message တစ်စောင်ရောက်လာပါတယ်အဲ့ထဲမှာအမေနဲ့တူတူရှိနေပြီးတော့စိတ်မပူဖို့ပြောရင်းနဲ့ဘသူမဆိုတကားကိုလာခောက်တာနဲ့မဖွင့်ပေးဖို့နဲ့ရှိတဲ့အစားအစာတွေကိုရက်အလိုက်တေချာခွဲဝေစားဖို့မှာထားတာပါဖုတ်ကောင်တွေကိုလည်းတတိထားဖို့ပြောလိုက်ပါသေးတယ် ဂျွန်တယောက်သူ့မိသားစုဘေးကင်းဖို့အတွက်စူတောင်းရင်းနဲ့မိသားစုဓာတ်ပုံကိုကြည့်လိုက်ပါတယ်။သူ့အိမ်ထဲမှာကြံနေတဲ့အစားစာအားလုံးကိုစူးလိုက်ပြီးတော့ဘလောက်နည်းနေပြီလဲဆိုတာသဘောပေါက်သွားတာကြောင့်မို့လို့သူ့အမေစကားကိုနားထောင်ပြီးတော့ဈေးဝယ်ထွက်ခဲ့တဲ့အကြောင်းကိုတွေးရင်းနောင်တရလာပါတယ်။အခုတော့ငတ်ပါပြီ။ပြီးတာနဲ့ဆိုဖာပေါ်မှာအိပ်ပျော်သွားပြီးတော့နောင်နေမနေမှာတော့တည်င်းနေထဲမှာယောဂါကပို့ပြီးတော့စိုးလာတဲ့အကြောင်းကြေညာနေပါတယ်။လူတွေက ပို့ပြီးတော့ဖုတ်ကောင်တွေဖြစ်လာနေကြပြီးတော့သတင်းတောက်တယောက်ကလူတွေဘာလို့တင်လဲဆိုတာဆရာဝန်ကိုမေးလိုက်တော့ဆရာဝန်ကဖုတ်ကောင်တွေကတော်တော်လေးကိုကြမ်းတမ်းပြီးတော့ခံမှန်းရခတ်လာတာကြောင့်လူတိုင်းအိမ်ထဲမှာပဲလုံလုံခြုံခြုံတော့ခတ်ထားရင်းနဲ့အ ਨੇ စုံနှစ်လားစာလောက်အစားအစာတွေတူလောင်ထားပြီးနောက်ထပ်အတိပေးချက်မရမချင်းဘသူမှအိမ်ထဲကနေမထွက်သင့်ပါဘူးဆိုပြီးတော့ပြန်ပြေးပါတယ် ဂျွန်တယောက်အွန်လိုင်းမှာလူတွေကသူတို့ရဲ့နာမည်နဲ့လိမ့်စာတွေပါတဲ့ဓာတ်ပုံကိုတင်ပြီးတော့စစ်တပ်နဲ့ရဲတပ်ဖွဲ့ကိုအကူအညီတောင်းနေတာကိုတွေ့လိုက်တာကြောင့်မလို့အားကျပြီးတော့သူကလည်းသူ့ရဲ့အသေးစိတ်အချက်အလက်တွေကိုစာရွက်တရက်ပေါ်မှာရေးပြီးဓာတ်ပုံရိုက်ပြီးတော့ကဲတင်ခံရဖို့မျှော်လင့်ချက်နဲ့ post တင်လိုက်ပါတယ်။ပြီးတာနဲ့ဂျွန်တယောက်လူတယောက်ကလာတာဆောင်ပေါ်ထွက်ပြီးတော့ဖုန်းကိုကိုင်း live မိအောင်စူးစမ်းနေတဲ့ဗီဒီယိုကိုကြည့်လိုက်ပြီးတော့အောင်မြင်သွားတာကိုတွေ့လိုက်ပါတယ်။ဒါပေမဲ့အဲ့လူကဟန်ချက်ပြက်ပြီးတော့လာတာဆောင်ပုံကနေပြုတ်ကြသွားပါလေအဲ့ဒီမြင်ကွင်းကဂျွန်ကိုအကြံဉာဏ်ရသေးခဲ့ပါတယ် ပြီးတာနဲ့ဂျွန်တယောက်ဖုန်းကို drone မှာတက်ပြီးတော့ထိန်းချုပ်ဖို့ VR မျက်မှန်နဲ့ချိတ်ဆက်လိုက်ပါတယ်။ drone ကိုကောင်းကင်ပေါ်လွှတ်လိုက်ပြီးတော့အောက်မှာပျက်စီးနေတဲ့အဆောက်အုံတွေနဲ့ရှောက်သွားနေတဲ့ဖုတ်ကောင်တွေကိုစူးစမ်းကြည့်လိုက်ပါတယ်။ပြီးတာနဲ့လိုင်းရှာဖို့ပုံမြင်တဲ့နေရာစီကိုပြန်တန်းလိုက်ပြီးတော့အောင်မြင်သွားပါတယ်။လိုင်းတတိုင်းရတာကြောင့်သူ့ညမကိုအမြန်ဖုန်းခေါ်ဖို့စူးစမ်းပေမဲ့ဖုန်းဝန်ကန်ဒီမှာပဲ drone ရဲ့ battery ကအားကုန်သွားပြီးတော့သူ့ဖုန်းနဲ့တူတူပြတ်ကျသွားပါတော့တယ် ဂျွန်တယောက်မျောလင်းချက်မဲ့သွားပြီးတော့သူ့ကွန်ပျူတာရှေ့မှာထိုင်ရင်းနဲ့အချိန်ဖြုန်းဖို့အတွက်ဂိမ်းဆော့ဖို့ကိုစူးစမ်းပေမဲ့ line ကတော့ကြာနေတော့မှာပဲအဲ့ညမှာလမ်းမော်ကထူဆန်းတဲ့အတန်တွေကိုကြားလိုက်ရတာကြောင့်ပရင်းပေါက်ကနေချောင်းကြည့်လိုက်ပေမဲ့ရုတ်တရက်တနက်တန်တစ်ချက်ကသူ့ကိုထိဖို့နည်းနည်းလေးပဲလိုရတော့တယ်အပြင်မှာတော့အမျိုးသမီးရဲရာရှိတယောက်ကဖုတ်ကောင်အုပ်ကြီးကိုခုခံဖို့စူးစမ်းနေတာပါကြည်စံတွေကလည်းကုန်ကန်နေနေပါပြီစိတ်ပြက်လက်ပြက်နေသူမကနောက်ဆုံးကြည်ကပ်ကိုထည့်လိုက်ပေမဲ့မလုံလောက်ပါဘူး ဖုတ်ကောင်တွေသူမစီကိုမရောက်ခင်မှာပဲကိုကုတ်ကိုပြစ်တက်ဖို့ကြိုးစားပေမဲ့ကံမကောင်းစွာနဲ့ပဲမအောင်မြင်ခဲ့ပါဘူး။တနက်ကပြုတ်ကျသွားပြီးတော့ဖုတ်ကောင်တွေသူမကိုလမ်းတစ်ဖက်ကိုဆွဲခေါ်သွားပါတော့တယ်။ဂျွန်တယောက်အရာအားလုံးကိုမျက်မြင်တွေ့လိုက်ရပြီးတော့ပြုတ်ကျသွားတဲ့တနက်ကိုမျက်စိကျသွားပါတယ်။သူ့ကိုယ်သူကာဝယ်ဖို့တခုခုလိုအပ်နေတာကြောင့်မလို့ပါ။ ရုတ်တရက်သူတကားကနေထူးတန်ကြဲကြဲတခုကိုကြားလိုက်ရတာကြောင့်ဘေ့စ်ဘောထုပ်ကိုဆွဲယူပြီးတော့ရင်ဆိုင်မှုအသိမြင်ထားလိုက်ပါတယ်။ထူးတဲ့အချိန်ကလည်းအရန်ပြင်းလွန်းတာကြောင့်တကားကိုပိတ်ထားတဲ့ရေခဲတက်တာကရွေ့ပြီးတော့ရှေ့ကိုလဲကျသွားပါတယ်။ဂျွန်ကိုထိတ်လန့်သွားစေတာကတော့အဲ့နောက်ကဖုတ်ကောင်တကောင်ပေါ်လာတာပါပဲ။ဂျွန်တရသူ့ဖုတ်ကောင်တွေကိုကြာကြာမခုခံနိုင်မှုဆိုတာကိုသဘောပေါက်လိုက်ပြီးတော့လာတာဆောင်ဘက်ကိုပြေးပြီးရဲတင်းနဲ့လွတ်မြောက်ရေးအစီအစဉ်တစ်ခုကိုစဉ်းစားလိုက်ပါတော့တယ်။အဲ့ဒါကတော့အပြင်ဘက်ကိုပြေးထွက်ပြီးတော့ခုံချဟန်ဆောင်လိုက်တာပါ။ တကယ်တော့အစိုးမှတွဲလောင်းခုန်နေပြီးတော့တင်းတင်းကြပ်ကြပ်ကင်ထားတာပါသူ့နောက်ကိုလိုက်လာတဲ့ဖုတ်ကောင်ကဂျုံခုန်ချသွားပြီးထင်ပြီးတော့သူ့နောက်ကိုလိုက်ပြီးတော့ခုန်ချပါတယ်စားချင်းစိတ်သာရှိပြီးတော့အုံနောက်ပါမလာတဲ့ဖုတ်ကောင်ကတော့အောက်ကိုကျပြီးတော့ရှော့သွားပါတယ်ဂျုံတယောက်အောက်ကိုကြီးလိုက်ပြီးတော့အလောင်းကိုတွေ့တော့စိတ်သက်သာရရသွားပြီးမြင်အဝေးတနေရာကလမ်းနေပေါ်ရှောက်သွားနေတယ်ဖုတ်ကောင်အုပ်ကြီးကိုတွေ့လိုက်ပါတယ်သူတို့ထဲမှာဖုတ်ကောင်ဖြစ်သွားတဲ့ရဲအရာရှိမလေးကိုတတိထားလိုက်မိပါတယ်ဂျွန်ကသူ့တိုက်ခန်းကိုအမြန်ပိတ်ပြီးတော့နောက်ထပ်ကျူးကျော်သူတွေဝင်မလာအောင်ပြင်များတွေနဲ့အသေးရိုက်ပြီးတော့ပိတ်လိုက်ပါတော့တယ် အထဲကပျက်စီးမှုတွေကိုစစ်ဆေးနေတော့မှာပဲအစောကဖုတ်ကောင်နဲ့တိုက်ရင်းနဲ့ရေခဲတတားထဲမှာကြံနေတဲ့အစားအစာတွေအားလုံးကြမ်းမြင့်မော်ကိုကြကုန်တာတွေ့လိုက်တော့စိတ်သက်သာသွားပါပြီဒါကသူ့ရဲ့နောက်ဆုံးရိတ်ခါတွေပါအဲ့ဒီအချိန်မှာပဲလမ်းမော်ကအမျိုးသမီးတစ်ယောက်ရဲ့အော်ဟစ်တန်ကိုကြားလိုက်ပါတယ်ဂျွန်ကတက်ပလက်ကိုယူပြီးတော့ဒါကသူ့ရဲ့အိမ်ထဲမှာပိတ်မိနေတာဒုတိယမြောက်နေ့ဖြစ်ပြီးတော့ဘာလို့ရမှန်းမသိပဲနဲ့သူအသက်ရှင်နေသေးတာကအန်ဟောစရာတစ်ခုလို့ခံစားရတဲ့အကြောင်းမှတ်တမ်းတင်နေတာပါပိမိနေတာခုနှစ်ရက်ကြာပြီးတဲ့နောက်မှာတော့ဂျွန်းကကွဲလွန်သွားတဲ့သူ့အဖေရဲ့အရက်ပလင်းကိုထုတ်လိုက်ပါတယ် တောက်စီရတော့ဘာမှမကြံတော့ပါဘူး။ဂျွန်တယောက်ဖောက်ကောင်တွေသူ့ကိုမမြင်နိုင်အောင်လာသားဆောင်တစ်ခုလုံးအိယက်ခင်းနေအကာရံနေနဲ့ဖုံးအုပ်ထားတာကိုတွေ့လိုက်ပါတယ်။ခေါက်ဆွဲကြောက်ပြုတ်စားပြီးတော့မတော်တဆရေတံမှုကိုတိုက်မိတာကြောင့်သူ့ရဲ့နောက်ဆုံးလက်ကျန်ရေတံလေးကကုန်သွားပါပြီ။သူ့ကိုယ်သူဒေါသထွက်ပြီးတော့ကျမ်းမြင်မော်ကရေကိုတောက်နေရပါတော့တယ်။ဒီလိုအခြေအနေတွေကြားထဲမှာတော့မှဂျွန်တယောက်ရဲမေလေးပြုတ်ကျခဲ့တဲ့တနက်ကိုတော်တော်လေးလိုချင်ပေမဲ့အိမ်ပြင်ထွက်ဖို့ကိုတော့တသိမရှိပါဘူး။ TV ကိုပြန်ဖွင့်လိုက်တော့လေအရင်ကထုတ်လို့မိအတိုင်းပါပဲ။ဘာမှတိုးတက်မှုမရှိ။ဘာဖြေရှင်းချက်မှမရှိပါဘူး။ ကြော်ညာတဲ့သူတွေကလည်းလူတွေကိုအိမ်ထဲမှာနေဖို့ပဲဇက်တိုက်တိုက်တော့နေတာပါ။ဘာသတင်းမှမထူးဘဲနဲ့ရက်တွေကြာလာပြီးတော့ဂျွန်တယောက်သူ့အဖေရဲ့အရက်ကိုပို့ပြီးတော့ခဏခဏတောက်ရင်းနဲ့နောက်ဆုံးမှာတော့တိုက်ခန်းထဲမှာမူးပြီးတော့အကြောင်းပြချက်မရှိကခုန်နေပါတော့တယ်။မူးနေတဲ့အချိန်သူ့မိသားစုပြန်ရောက်လာတယ်ဆိုပြီးတော့ထင်းရောင်ထင်းမဖြစ်လာပြီးတော့သူ့အမေကိုတွေ့ပြီးတော့ပွေဖက်ဖို့ပြေးသွားပေမဲ့အသည့်စိတ်ဝင်လာပြီးတော့ဒါတွေကသူ့စိတ်ကူးထဲမှာဖြစ်နေတာကိုသဘောပေါက်သွားပါတယ်။စိတ်ပိုင်းဆိုင်ရာပင်ပန်းနွမ်းနယ်မှုတွေနဲ့အတူရေထက်ခန်းချောက်လာတာကြောင့်ဂျွန်တယောက်မျက်ရည်တွေကျပြီးတော့ငိုကြွေးပါတော့တယ် နောက်ပိုင်းမှာဂျွန်ကသူ့အမေစီကနေအတန် message တစ်ခုကိုလက်ခံရရှိပါတယ်။အမေအတန်ကိုကြားချင်းစိတ်ပြင်းပြစွာနဲ့ပဒင်းပေါက်ကနေအပြင်ကိုထွက်ပြီးတော့ line မိအောင်စူးစမ်းလိုက်တာကြောင့်အစီအစဉ်ကတော့အောင်မြင်သွားပါတယ်။ဖုန်း line နဲ့နဲ့ပြန်မိလာပြီးတော့သူ့အမေဖုန်းကင်လိုက်ပါတယ်။ဒါပေမဲ့သူကြားလိုက်ရတာကတော့သူ့တို့ဘက်ကိုဖောက်ကောင်တွေဝင်လာပြီးဆိုတာပါပဲ။ပြီးတာနဲ့ဖောက်ကောင်တွေတိုက်ခိုက်တဲ့အချိန်မှာအမေနဲ့ညီမရဲ့အော်တန်ကိုကြားလိုက်ရပြီးတော့ဖုန်း line ကလည်းပြတ်တောက်သွားပါတော့တယ်။ ဂျွန်တယောက်အကူညီမဲ့သွားတဲ့အခြေအနေနဲ့အတူဒေါသစိတ်ကြောင့်ရှိုက်ကြီးတငင်ကိုကြွေးရင်းနဲ့သူ့ပတ်ဝန်းကျင်ကအရာအလုံးကိုရိုက်ခွဲပစ်လိုက်ပြီးတော့တီဗီကိုပါရိုက်ခွဲလိုက်ပါတယ်။နောက်ဆုံးမှာတော့လုံးဝစိတ်လွတ်သွားပြီးတော့အပြင်ကိုပြေးထွက်သွားရင်သူ့တကားဝါကဖုတ်ကောင်ကိုတတ်လိုက်ပြီးလမ်းပေါ်မှာအော်ခစ်တောင်းချမ်းမာတော့တယ်။အခုလုံးဝဖုတ်ကောင်ဖြစ်နေပြီဖြစ်တဲ့သူ့အိမ်ကြီးချင်းကအလောင်းတလောင်းကိုစားတောက်နေတာကိုတွေ့လိုက်ပါတယ်။ဖုတ်ကောင်ကသူ့စီကိုချင်းကက်လာတော့ဂျွန်တယောက်နောက်ဆုတ်ဖို့အော်ဟစ်လိုက်တာကြောင့်ကံမကောင်းစွာနဲ့ပဲစူညံတန်ကအနီးနားကဖုတ်ကောင်ရဲ့အာယုံကိုပါဆွဲဆောင်လိုက်သလိုဖြစ်သွားပါတယ် လွတ်မြောက်ဖို့မျှော်လင့်ချက်နဲ့ဓာတ်လေကားစီကိုပြေးသွားပေမဲ့အထဲမှာနောက်ထပ်ဖုတ်ကောင်တစ်ကောင်ရှိနေတာကြောင့်အ мян ပြေးထွက်သွားပြီးတော့အတန်တိတ်သွားအောင်အသက်အောင်ရင်နဲ့ပုံလိုက်ပါတော့လေနောက်ဆုံးမှာတော့တိတ်တဆိတ်သူ့တိုက်ခန်းထဲကိုပြန်ဝင်သွားခဲ့ပေမဲ့မျက်မမြင်ဖုတ်ကောင်တစ်ကောင်ကသူ့နောက်မှာကပ်ပါလာပါတယ်ကျွန်းတယောက်လုံးဝမလှုပ်မရက်ဖဲနဲ့တိတ်တဆိတ်တောက်တောင်ကြီးရက်နေတာကြောင့်ကံကောင်းသွားပြီးတော့မျက်မမြင်ဖုတ်ကောင်ကသူ့ကိုတတိမထားမိပဲနဲ့ဖြတ်သွားပါတော့တယ်။နောက်ဆုံးမှာတော့သူ့တိုက်ခန်းကိုပြန်ရောက်သွားပြီးမြေတကားကိုလောချလိုက်တဲ့အတန်ကဖုတ်ကောင်ရဲ့အာယုံကိုဆွဲဆောင်လိုက်ပြန်ပါတယ်။ ဖုတ်ကောင်တွေတကားကိုစပြီးတော့ထူကြပါပြီ။ဂျွန်တယောက်တကားလက်ကင်ကိုတင်းတင်းကြပ်ကြပ်ကင်ထားရင်းနဲ့တင်းခံနေတာကြောင့်နောက်ဆုံးမှာတော့ဖုတ်ကောင်တွေကလက်လျှော့ပြီးထွက်သွားပါတယ်။အခုဆိုရင်ရက်20ကျားသွားပါပြီ။အရက်တွေကလည်းတောက်လို့ကုန်သွားတာကြောင့်တောက်เสียရလည်းမရှိတော့ပါဘူး။အပြင်ကိုကြည့်လိုက်တော့လျှက်စစ်တအားခွဲယုံတွေပောက်ကွဲနေတာကိုတွေ့လိုက်ပြီးတော့မကြခင်မှာပဲအဆောက်အုံတစ်ခုလုံးမီးပြတ်သွားပါတော့တယ်။မျောလင်းချက်မဲတဲ့စိတ်တွေဝင်လာပြီးတဲ့နောက်မှာတော့နောက်ဆုံးဗီဒီယိုရိုက်ဖို့ကိုကင်မရာကိုယူလိုက်ပြီးမြင်စကားတစ်ခွန်းတောင်မပြောနိုင်တော့ပါဘူး။ စိတ်ပိုင်းဆိုင်ရာအရာလုံးဝပျက်စီးနေပြီးတော့သူ့ဘဝကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ရင်ねချိုးတချောင်းကိုခြီးပြီးတော့ချိုးဆွဲချဖို့ပြင်လိုက်ပါတယ်သူသတိလက်ခံဒီမှာပဲလမ်းတစ်ဖက်ကအဆောက်အုံကနေလေစာမီးအနီအောင်တစ်ခုက သူ့အပေါ်ကိုရုတ်တရက်ကျရောက်လာပါတယ်ရေးထားတဲ့စာတွေပါတဲ့ပုံပြားကိုသုံးပြီးတော့တားဖို့ကြိုးစားတာပါနှစ်ယောက်သားလက်ဟန်ခြေဟန်နဲ့ဆက်သွယ်ဖို့သဘောတူလိုက်ပါတယ်ကင်ကဂျွန်တယောက်သူ့ကိုယ်သူတက်တည်ဖို့စဉ်းစားတဲ့အတွက်အယူးလို့ခေါ်ပြီးတော့မနေ့တိုင်း9နာရီမှာဗရင်ပေါက်မှာတွေးဖို့သဘောတူလိုက်ပါတယ် ဂျွန်တယောက်နောက်ထပ်အသက်ရှင်ကျန်ရဲ့သူကိုတွေ့ပြီးတော့သူနှလုံးသားထဲမှာမျောလင်းချက်တွေပြန်ပြီးရှင်သန်လာတာကြောင့်ပြုံးလိုက်ပါတယ်။ကင်ရဲ့တိုက်ခန်းမှာတော့တကားတွေနားမှာထောင်ချောက်တွေဆင်ထားပြီးတော့လက်နက်တွေကိုအနီးနားမှာထားထားပါတယ်။ကန်ကောင်းစွာပဲကင်မာကစားတောက်လုံလုံလောက်ရှိနေပါတယ်။နောက်နေ့မနေ့မှာဂျွန်နိုးလာတော့၁၀နာရီတောင်ဖြစ်နေပါပြီ။ဒါကြောင့်ပရင်ပေါက်ကိုအမြန်သွားပြီးတော့ကင်ကိုအဲ့ဒီနေရာမှာမတွေ့ပေမဲ့ကင်ကတော့မကြခင်မှာပေါ်လာပြီးတော့ပရင်ပေါက်ကိုမလာခင်ပတ်ဝန်းကျင်ကိုသတိထားပြီးတော့စစ်ဆေးနေပါလေ ကင်ကသူ့ကိုနောက်ကျတယ်လို့ပြောပြီးတော့ဆူလိုက်တာကြောင့်တောင်းပန်ပြီးတော့ကိုကုတ်ကိုမိတ်ဆက်လိုက်ပါတယ်။ရုတ်တရက်ကင်ကသူ့အခန်းထဲမှာဖောက်ကောင်တန်ကြတာကြောင့်ဂျုံကိုမနှက်ဖြန်ခွန်နာရီမှာပရင်းပေါက်မှာပြန်တွေးမဲ့ကြောင့်ပြောပြီးတော့အထဲကိုဝင်သွားပါတော့တယ်။အထဲကိုပြန်ဝင်ပြီးကြည့်လိုက်တော့ဖောက်ကောင်တကောင်ကကင်ရဲ့ထောင်ချောက်ထဲမှာတွဲလောင်းကြီးမိနေတာကိုတွေ့လိုက်ပါတယ်။ကင်ကတော့တီတီငိမ့်ငိမ့်နဲ့ပဲတူတလက်ကိုယူပြီးတော့အဆုံးတက်ပေးလိုက်ပါတယ်။အဲ့ညမှာမိုးစရွာလာတာကြောင့်ဂျွန်နဲ့ကင်တို့ကသူတို့ရှာတွေ့နေတဲ့မြားခွက်တွေပကံတွေအားလုံးကိုတုံးပြီးတော့မိုးရေခံလိုက်ကြပါတယ် နောက်နေ့မနေ့မှာဂျွန်ကဗိုက်စာနေတဲ့ပုံနဲ့ပတင်းပေါက်မှာပေါ်လာတာကိုကင်ကသတိထားမိပြီးတော့ဂျွန်စီကိုအစားအစာပို့ပေးဖို့ကြိုးစားလိုက်ပါတယ်တိုက်ခန်းနှစ်ခုကြာကျိုးတစ်ချောင်းနဲ့ဆက်သွယ်ဖို့အတွက်ကျိုးနဲ့ချီထားတဲ့ဘောလုံးတစ်လုံးကိုဂျွန်စီကိုပြစ်ပေးဖို့ကြိုးစားပေမယ့်မအောင်မြင်ပါဘူးအကွာဝေးကတော်တော်လေးဝေးနေတာကြောင့်မှအဲ့နောက်မှာဂျွန်ကသူ့စီမှာရှိတဲ့ဒုတိယဒရုန်းတစ်စင်းကိုထုတ်ယူလာပြီးတော့ကျိုးတစ်ချောင်းကိုအဲ့ဒီမှာခြိလိုက်ပါတယ် ပြီးတာနဲ့ drone ကိုကင်ရဲ့တိုက်ခန်းစီကိုလွှတ်လိုက်ပြီးတော့သူတို့နှစ်ယောက်ကြားမှာကျိုးကိုအောင်အောင်မြင်မြင်နဲ့ဆက်သွယ်လိုက်နိုင်ပါတယ်ကင်တယောက်အစားအစာတွေထည့်ထားတဲ့အိတ်တလုံးကိုပို့ပေးလိုက်တာကြောင့်ဂျွန်ကဝမ်းသာသွားပါပြီ။ကင်ကိုတော်တော်လေးကျေးဇူးတင်ပေမဲ့အပြင်မှာသူတို့မထင်ထားတဲ့အရာတခုဖြစ်လာပါတယ်။အဲ့ဒါကတော့လမ်းပေါ်ကဖုတ်ကောင်တစ်ကောင်ကကင်ပြစ်လိုက်တဲ့ကျိုးကိုကင်ထားပြီးတော့အာပြင်းပြင်းနဲ့ဆွဲလိုက်တာကြောင့်မို့လို့ပါ။ကျိုးချီထားတဲ့ဇပွဲတစ်ခုလုံးရှော့ထွက်သွားပြီးတော့ကင်ကိုပါဆွဲခေါ်သွားတာကြောင့်တတိလစ်သွားပြီးတော့ဇပွဲကလည်းပရင်းပေါက်အပြင်မှာတွဲလောင်းကျနေပါတော့တယ်။ ဖုတ်ကောင်ကအဲ့ဒီအခြေအနေကိုခွင့်ကောင်းယူပြီးတော့ကင်စီကိုကြိုးကနေတက်လာပါတယ်။ဂျွန်တယောက်ဒါကူမြင်တော့တခုခုလုပ်ဖို့တွေးပြီးတော့ဖုတ်ကောင်ကိုရက်တက်မှုအတွက်ပလင်းနေနဲ့ပြစ်ပောက်ပေမဲ့မရောက်ပါဘူး။ဟိုတရဝါကတော့တားမရစီးမရပါပဲ။မြန်မြန်ပဲစဉ်းစားလိုက်ပြီးတော့ဂျွန်ကသူ့ရဲ့ဒရုန်းကိုဖုတ်ကောင်စီကိုတိုက်ရိုက်လွှတ်လိုက်ပါတယ်။ဖုတ်ကောင်ကိုအာယုံလွှဲဖို့အတွက်ပပတ်လေပြန်လိုက်ပြီးတော့ဂျုံရဲ့အစီရင်ကလည်းအောင်မြင်သွားတာကြောင့်ဖုတ်ကောင်တယောက်လမ်းပြောက်သွားပါတယ်။အဲ့ဒီအချိန်မှာဖုတ်ကောင်အုပ်လိုက်ကြီးဂျုံရဲ့အဆောက်အုံစီကိုဝိုင်းလာပြီးတော့ဝင်ဖို့ကြိုးစားကြပါတယ်။ ကင်စီကိုတက်လာတဲ့ဖုတ်ကောင်ကဒရုန်းကိုဖမ်းဆွဲလိုက်ပြီးမြပရင်းပေါက်နာရောက်ခန်းဒီမှာပဲကင်တယောက်ပြန်သတိဝင်လာပြီးတော့လက်နက်တစ်ခုကိုဆွဲယူပြီးတော့ဖုတ်ကောင်ရဲ့လက်ကိုဖျက်လိုက်တာကြောင့်အနားမကန့်နိုင်ခင်မှာပဲရှင်းပြလိုက်နိုင်ပါတယ်။အောက်ကဖုတ်ကောင်တွေကလည်းကင်ကိုဒေါသတကြီးနဲ့အော်ဟစ်နေကြပါပြီ။အဲ့ဒီချိန်မှာဂျွန်ကတော့သူ့ရဲ့ခြေတံမထွက်အောင်ဖက်နှက်တွေကိုတိတ်နေပတ်ထားပြီးတော့ဒုတ်တချောင်းကိုယူလိုက်ပါတယ်ပြီးတာနဲ့တိုက်ခန်းကနေတိတိစိတ်ထွက်လာရင်းနဲ့ ချမ်းမြင်ဘော်ကသူ့အိမ်နီးချင်းရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတစ်ခုကိုတွေ့လိုက်ပါတယ်။နောက်တော့အိမ်နီးချင်းရဲ့တော့တွေကိုယူပြီးတော့တိုက်ခန်းထဲကိုဖောက်ဝင်လိုက်ပါတယ်။အထဲကိုရောက်တော့ရေခဲတက်တာစီကိုတန်းသွားပြီးတော့တဲနိုင်သမျှအစားအစာတွေအားလုံးကိုယူလိုက်ရင်းနဲ့အခန်းတစ်ခန်းထဲမှာမလုံမလျက်လဲလျောင်းနေတဲ့အလောင်းတစ်လောင်းကိုတွေ့လိုက်ပါတယ်။ဒါကြောင့်သေပြီလားအသက်ရှင်နေသေးလားဆိုပြီးတော့စစ်ဆေးနေတော့မှာပဲရုတ်တရက်ဖုတ်ကောင်ကသူ့ရဲ့နောက်ကနေခုံအိုးလိုက်ပါတော့တယ်။ကျွန်းတယောက်အလောင်းကိုဒိုင်းအဖြစ်သုံးပြီးတော့ထွက်ပြေးလွတ်မြောက်သွားတာကြောင့်ကံကောင်းစွာနဲ့ပဲသူ့တိုက်ခန်းစီကိုဘေးကင်းကင်းနဲ့ပြန်ရောက်သွားပါတယ် စိတ်သက်သာရရသွားပြီးတော့ဂျွန်းတယောက်တူယူလာတဲ့အစားအစာတွေကိုစားလိုက်ပြီးနောက်တိုက်ခန်းပေါ်မှာတွေ့ခဲ့တဲ့ walkie talkie တစ်စုံတည်းကတလုံးနဲ့အတူအစားအစာတွေကိုကင်စီကိုပို့ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။နောက်နေ့မှာသူတို့က walkie talkie တွေကနေတစင်းဆက်သွယ်ကြပါတယ်။ဂျွန်းကအသက်ရှင်နေတဲ့တစုံတယောက်နဲ့ပြန်ပြီးတော့စကားပြောခွင့်ရတဲ့အတွက်တော်တော်လေးကိုစိတ်လှုပ်ရှားနေပါတယ်။ကင်ကလည်းအစားအစာတွေအတွက်ခြေသူစင်စကားပြောတော့ဂျွန်ကသူကမှကင်ကို ခြေသူတင်ရမှာဖြစ်ပြီးတော့ကင်ကသူ့အသက်ကိုကယ်ခဲ့တယ်ဆိုပြီးတော့ပြောလိုက်တာကြောင့်ကင်က သူကဂျွန်ကိုကယ်ခဲ့တာမဟုတ်ဘဲနဲ့ဂျွန်ကိုတိုင်ကသာအသက်ရှင်ကျင်ခဲ့တာဖြစ်ပြီးတော့ကင်ကအသက်ရှင်ဖို့အကြောင်းပြချက်တစ်ခုပေးရုံပဲဆိုပြီးတော့ပြောခဲ့ပါလေပြီးတာနဲ့နှစ်ယောက်သားအကြောင်းအရာပြောင်းပြီးတော့တစ်ချိန်ထဲမှာအတူတူချက်ပြုတ်ရင်းနဲ့တစ်နေ့လုံးတာမန်စကားဆက်မိတွေကိုပြောဆိုကြပါလေတယောက်အကြောင်းတယောက်ပို့တိလာပြီးတော့ကင်ကသူကအမြင့်ကြောက်တဲ့အကြောင်းကိုပြောတော့ ဂျွန်တယောက်အံဟောသွားပြီးတော့ဖုတ်ကောင်တကောင်ရဲ့လက်ကိုဖျက်ခဲ့တဲ့အမျိုးသမီးတယောက်ကအမြင့်ကိုဘယ်လိုလုပ်ကြောက်နိုင်မှလဲဆိုပြီးတော့ပြန်ပြောလိုက်ပါတယ်ကင်ကရဲလိုက်ပြီးတော့ဖုတ်ကောင်တွေကိုလူလို့မမြင်တော့တာကြောင့်ဒီအတွက်လွယ်တာဆိုပြီးတော့ပြန်ဖြေလိုက်ပါတယ်။ရုပ်တရေသူတို့နှစ်ယောက်လုံးအတန်တစ်ခုကိုကြားလိုက်တာကြောင့်မိုးရွာတယ်ဆိုပြီးတော့ထင်လိုက်ပေမဲ့မိုးရွာတာမဟုတ်ဘဲနဲ့ဒါကအဆောက်အဦစီကိုပြေးလာတဲ့ဖုတ်ကောင်အုပ်ကြီးတအုပ်ရဲ့အတန်မှာ ထိတ်လန့်တကြားနဲ့နှစ်ယောက်သားအတန်မထွက်အောင်စူးစမ်းရင်းနဲ့ကြမ်းမြင့်မော်ကိုဝှစ်ချလိုက်ပြီးမြကင်ကမတော်တဆဇပွဲတစ်ခုကိုတိုက်လိုက်မိပါတယ်ကျေလောင်တဲ့အတန်ကဖောက်ကောင်တွေကိုသူမရဲ့တိုက်ခန်းစီကိုဆွဲဆောင်လိုက်တာကြောင့်ကြောက်လန့်တကြားနဲ့ကင်တယောက်ဂျွန်ကိုရေဒီယိုနဲ့ဆက်သွယ်ပြီးတော့ခုနကဖြစ်ပျက်ခဲ့တာတွေကိုပြောပြလိုက်ပါတယ်ဂျွန်ကမဆိုင်မတွဘဲနဲ့အာယုံလွှဲတဲ့အစီအစဉ်တစ်ခုကိုစဉ်းစားလိုက်ပြီးတော့ကင်မြဲအဆောက်အုံတွေကတခြားတိုက်ခန်းတစ်ခန်းရဲ့ဖုန်းလိုင်းကိုခေါ်လိုက်ပါတော့တယ်ဖုန်းမိတန်ကဖောက်ကောင်တွေကိုကင်စီကိုလာတဲ့အာယုံကနေဆွဲထုတ်လိုက်ပြီးတော့သူမအတွက်အချိန်ဆွဲပေးလိုက်နိုင်ခဲ့ပါတယ် ပြီးတာနဲ့နှစ်ယောက်သားအဆောက်အဦးတွေကနေထွက်ပြေးပြီးတော့လုံလုံတဲ့နေရာကိုရှာဖို့အချိန်တန်ပြီဆိုတာသဘောတူလိုက်ပါတယ်။ကင်ကအနီးနားမှာတိကျတဲ့အဆောက်အဦးတစ်ခုရဲ့ရှစ်လွာကဖုတ်ကောင်နေရှင်းနေဆိုပြီးတော့ယုံကြည်နေပါတယ်။အကြောင်းကတော့အဲ့ဒီနေရာကိုရက်ပေါင်းများစွာစောင့်ကြည့်ခဲ့ပြီးတော့ဘာလှုပ်ရှားမှုမှမတွေ့ခဲ့တာကြောင့်ပါစိတ်ပိုင်းဖြတ်ထားတဲ့ပကင်ကတော့အရင်ဆုံးသွားကြည့်ဖို့ကိုဆုံးဖြတ်လိုက်ပါတယ်ပြီးတာနဲ့ကျိုးတချောင်းကိုကိုမှချီးပြီးတော့ပဒင်းပေါက်ကနေအပြင်ကိုတွေ့တက်ပါတယ် အောက်ဆင်းတဲ့လမ်းမှာသူမကဖုတ်ကောင်အများကြီးနဲ့တွေ့ပေမဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့လက်နက်ကိုတုံးပြီးတော့အပြတ်ရှင်းလိုက်နိုင်ပါတယ်။အရေးအတွက်များပေမဲ့ကင်ကိုကြည့်ရတာတော့ကျွမ်းကျင်တဲ့သူတယောက်လိုပါပဲ။ဒီမြင်ကွင်းကိုဂျုံကလည်းအံ့ဩတကြီးနဲ့ကြည့်နေတယ်လေ။ကင်တယောက်မြေကြီးပေါ်မှာကျနေတဲ့တနက်ကိုကောက်ယူလိုက်ပြီးတော့ဖုတ်ကောင်တစ်ကောင်ကကင်ကိုကိုက်ခတ်နေချိန်မှာပဲဂျုံကအမြန်ဆင်းလာပြီးတော့ဝင်ချလိုက်ပါတော့တယ်။ နှစ်ယောက်သာဘေးချင်းရှင်ပြီးတော့ဖုတ်ကောင်တွေကိုဒူဒူတိုက်ခိုက်ကြပါတယ်။ပြီးတာနဲ့လွတ်မြောက်သွားပြီးတော့ကင်ပြောတဲ့အဆောက်အဦစီကိုပြေးသွားကြပါတယ်။အထဲကိုရောက်တာနဲ့သူတို့ကတကားကိုစောင့်ပိတ်လိုက်ပြီးမြင်တကားရဲ့မှန်ကတော့ကြာကြာခံမဲ့ပုံမပေါ်ပါဘူး။ဖုတ်ကောင်တွေကလည်းတကားစီကိုရောက်နေပါပြီ။ဂျွန်နဲ့ကင်တို့ဓာတ်လေကားစီကိုအမြန်ပြေးသွားပြီးတော့အချိန်မီဝင်နိုင်နေတာကြောင့်အချိန်ခဏလောက်တော့ဘေးကင်းသွားပါတယ်။ပြီးတာနဲ့ရှစ်လွာစီကိုရောက်တော့ဇင်းညံကိုစပြီးတော့စစ်ဆေးလိုက်ပါတယ်။ဘာဖုတ်ကောင်ရေးရောင်မှမရှိပါဘူး။တိုက်ခန်းတကားတချို့ကိုဖွင့်ဖို့ကြိုးစားပြီးမြင်အားလုံးကလောချထားပါတယ်။ အဲ့နောက်မှာနောက်ကနေပြီးချင်းကပ်လာတဲ့ဖုတ်ကောင်တစ်ကောင်ကိုရုတ်တရက်တွေ့လိုက်ပါတယ်စက္ကန့်ပိုင်းအတွင်းမှာပဲဖုတ်ကောင်စစ်တပ်ကြီးတစ်ခုလုံးပေါ်လာတာကြောင့်ဂျွန်တယောက်ဇင်းကြံတစ်လျှောက်မှာတန်တကားအကြီးကြီးတစ်ခုကိုစောင့်ချလိုက်ပြီးတော့ဖုတ်ကောင်အုပ်စုကိုအရှိန်နှေးအောင်လှုပ်လိုက်ပြီးတိုက်ခိုက်ပါတော့တယ်နောက်ဆုံးမှာတော့ကင်ကတိုက်ခန်းတစ်ခန်းရဲ့တကားကိုဖြွင့်လိုက်နိုင်ပေမဲ့ရုတ်တရက်တယောက်ယောက်ကကင်ကိုအထဲကိုဆွဲသွင်းလိုက်ပါတယ်အဲ့လူကသူတို့ရဲ့လှုပ်ရှားမှုကိုဖုံးကွယ်ဖို့အတွက်မိโกဘုံတစ်ခုကိုပစ်လိုက်ပြီးတော့ဂျွန်ကိုလည်းလိုက်လာဖို့ခေါ်လိုက်ပါတယ်ဂျွန်တယောက်အထဲကိုပြေးဝင်သွားပြီးတော့ခဏတာတော့သူတို့တွေဘေးကင်းသွားပါပြီ။ ဒါပေမဲ့ကင်ကတန်တရားဝင်လာပြီးတော့ကဲတဲ့လူကိုဘယ်သူလဲဆိုပြီးမေးလိုက်ပါတယ်။အဲ့လူကသူ့ကိုယ်သူရှမ်ဆိုပြီးမိတ်ဆက်ပြီးတော့မင်းတို့ငါ့ကိုကျေးဇူးတင်နေတယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။တကယ်တော့ကင်ကရှစ်လွာမှာဘယ်သူမှမရှိဘူးဆိုတာသိကြနေတာပါ။ရှမ်ကဒီနေမြေတစ်ခုလုံးမှာသူတယောက်တည်းပဲအသက်ရှင်ကျန်တော့တယ်လို့ထင်နေကြောင်းကိုပြန်ပြောလိုက်ပါတယ်။ရေတောက်ဖို့ကမ်းလမ်းပေမဲ့သူကအဲ့ပလင်းတွေကရေကိုမတောက်မချင်းကင်ကလုံးဝမတောက်ပါဘူး။ ရှန်ကသူတို့ကိုအစားအစာတွေလည်းကျွေးပြီးတော့ကဲဇယ်ရေးဖွဲ့ကိုစောင့်နေတော့ဒါကိုစားထားကြဆိုပြီးတော့ပြောလိုက်ပါတယ်။ဂျွန်နဲ့ကင်နှစ်ယောက်လုံးကဲဇယ်ရေးဖွဲ့တွေလာနေပြီဆိုတာကိုကြားတော့တုံ့လှုပ်ပြီးတော့မျှော်လင့်ချက်တွေပြေးလာပါတယ်။ရှန်က TV မှာတွေ့လိုက်တာဆိုပြီးတော့ရှင်းပြတော့ဂျွန်တယောက်ဝမ်းသာလုံးလို့ကင်ကိုပွေဖက်လိုက်ပါတယ်။နောက်ဆုံးမှာတော့အသက်ရှင်ဖို့အခွင့်အရေးတစ်ခုရှိလာပြီဆိုပြီးတော့ခံစားလိုက်ရတာပါ။ဒါပေမဲ့မိနစ်နေငယ်တွေမှာပဲဂျုံကရုတ်တရက်လဲကြသွားပါတယ် ဟုတ်ပါတယ်သူတို့ဈေးခတ်ခံရရတာပါရှမ်ကအစားထဲမှာအိတ်ဆေးတမျိုးကိုခတ်ထားတာကြောင့်ကင်ကလည်းတုံ့ပြန်ချိန်မရလိုက်ဖ ೇನೆ လဲကြသွားပါတယ်ရှမ်ကကင်ကိုကြမ်းမြင်ပေါ်မှာနေပြီးတော့တခြားခန်းထဲကိုဆွဲခေါ်သွားပြီးတော့ကျိုးနဲ့တုပ်ပြီးအထဲမှာလောချထားလိုက်ပါတယ်ကင်ပြန်ပြီးသတိရလာတော့ဘေးမှာတန်ကျိုးနဲ့ချီထားတဲ့ဖုတ်ကောင်တစ်ကောင်နဲ့မျက်နှာချင်းဆိုင်တွေ့လိုက်ရပါတယ်အဲ့နောက်မှာတကားနောက်ကနေရှမ်ရဲ့အတန်ကိုကြားလိုက်ရပြီးတော့ဖုတ်ကောင်ကိုကင်စီကိုလှုပ်ပေးလိုက်ပါတယ်တကယ်တော့အဲ့ဖုတ်ကောင်ကသူ့ရဲ့ဇနီးပါရှမ်ကသူ့မိမကိုအသက်ရှင်တန်ဖို့အတွက်အသက်ရှင်နေတဲ့လူသားမှန်သမီးကိုကြွေးချင်နေတာပါ ။ဒါကြောင့်လေသူကကင်ကိုအထဲမှာလောချထားခဲ့တာ။အဲ့ဒီအချိန်မှာဂျွန်ကနိုးလာပြီးတော့တနတ်နဲ့ရှန်ကိုချိန်ရင်းနဲ့မိစာဆိုပြီးခေါ်လိုက်ပါလေ။ရှန်ကစိတ်ပြက်ပြက်နဲ့သူကသူ့ဇနီးကိုတေးချင်းတရားကနေကယ်တင်ဖို့စူးစမ်းနေတယ်ဆိုပြီးတော့ပြောပြပါလေ။အဲ့နောက်မှာရှန်ကဖုတ်ကောင်ရဲ့တန်ကျိုးကိုလှုပ်ပေးရင်းနဲ့ကင်ကိုဖုတ်ကောင်ရဲ့အစာအဖြစ်ခံလိုက်ရင်း ဂျွန်ကိုလိုသလောက်အစားအစာတွေပေးမယ်ဆိုပြီးတော့ကန်လှမ်းလိုက်ပါတယ်။ဒါပေမဲ့ဂျွန်ကတော့လက်မခံပါဘူး။တန်ဂျိုးကသူ့လက်ထဲကနေလွတ်ကျသွားပြီးတော့ဖောက်ကောင်ကကြောက်လန့်တကြအော်ဟစ်နေတယ်။ကင်မစီကိုပို့ပြီးနီးကပ်လာပါတယ်။ဂျွန်တယောက်တကားကိုတဲတန်ဖွင့်ဖို့ကြိုးစားပေမဲ့ကျဲမျက်မှောက်ကိုလဲကျသွားပါတယ်။အဲ့နောက်ရုတ်တရက်ကင်ကတိတ်ဆိတ်သွားပါတယ်။ပြီးသွားပြီလို့ထင်ပြီးတော့ရှမ်ကစစ်ဆေးဖို့တကားကိုဖွင့်လိုက်ပေမဲ့သူ့ဖောက်ကောင်ဇနီးကသူ့အပေါ်ကိုလှည့်ပြီးတော့တိုက်ခိုက်ပါတော့တယ်။အဲ့ဒီချိန်ကင်ကတနက်ကိုဆွဲယူပြီးတော့သူတို့ကိုချိန်လိုက်ပါတယ်။ရှမ်ကဘာမှပြန်မလုပ်ပါဘူး။သူ့ကိုယ်သူသူ့မိမအစာအဖြစ်ပေးလိုက်တာပါ။ ကင်တယောက်တခြားရွေးချယ်စရာမရှိတော့ဘဲနဲ့ခလုတ်ကိုဆွဲပြီးတော့ရှန်နဲ့ဖုတ်ကောင်နှစ်ယောက်စလုံးကိုတက်ပြစ်လိုက်ပါတယ်။ဒါပေမဲ့တနတ်တန်ကအဆောက်အဦတစ်ခုလုံးမှာပဲတင်တန်ထပ်သွားပြီးတော့အဲ့ဒီ area တွေကဖုတ်ကောင်တိုင်းကြားတော့တာကြောင့်တိုက်ခန်းစီကိုအုံလိုက်ခြင်းလိုက်နဲ့လာကြပါတော့တယ်။ကင်နဲ့ဂျွန်တို့ကဟိန်းတန်တွေတဒုံဒုံနဲ့ခြေတန်တွေကိုကြားနေရပါတယ်။ကြောက်ရွံ့မှုကဝင်လာပြီးတော့သူတို့တကယ်ပဲအဆုံးသက်ပြီစားဆိုပြီးတော့တွေးမိပြီးတော့ကြောက်နေပါတယ်။ပြီးတာနဲ့ကင်ကတနတ်ကိုဂျွန်စီကိုပေးပြီးတော့သူ့ကိုပြစ်ပေးဖို့တောင်းပန်ပါတယ်။ ဂျွန်းတယောက်တုံလှုပ်သွားပြီးတော့ငိုကြွေးနဲ့တုံဆိုင်နေပေမဲ့သူဘာမှမလုပ်လိုက်ခင်ပါပဲအဆောက်အုံပေါ်မှာရဟတ်ရင်တန်းတွေကိုရုတ်တရက်ကြားလိုက်ပါတယ်။ဒါကြောင့်နှစ်ယောက်သားပဒင်းပေါက်စီကိုပြေးသွားကြည့်တော့စစ်တပ်ကလေရင်နေပြန်ဝဲနေတာကိုတွေ့လိုက်ပါပြီ။နှစ်ယောက်သားမြန်မြန်ပဲခုံမိုးပေါ်ကိုတက်သွားပြီးတော့အချက်ပြဖို့မိခိုးဘုံနေပြင်းရင်နဲ့လန်တက်လျှောက်ကဖောက်ကောင်တွေကိုတိုက်ခိုက်ကြပါလေ။လေကားကိုတက်နေတော့မှကင်ကချော်လဲသွားတာကြောင့်ဂျွန်ကကင်ကိုကယ်လိုက်ပြီးတော့အပေါ်ကိုတက်သွားပြီးတော့ရဟတ်ရင်ကိုစောင့်ခိုင်းဖို့အော်ပြောလိုက်ပါလေ။ ကင်တယောက်ခေါင်းမိုးပေါ်ကိုယောက်သွားပြီးတော့ဂျွန်လည်းလိုက်လာရင်းနဲ့တကားကိုလောချနေတဲ့အချိန်မှာရဟတ်ရင်နေမရှိတော့ပါဘူးသူတို့ထွက်သွားပါပြီဂျွန်တယောက်မြင်ကွင်းကိုမယုံနိုင်ဖြစ်ပြီးတော့ရက်နေရင်ကြားနိုင်သေးတယ်ဘသူစီကမဆိုအကူကြီးတောင်းပြီးအော်ဟစ်လိုက်ပါတယ်ဖုတ်ကောင်တွေကလည်းခေါင်းမိုးတကားကိုဖောက်ဝင်ပြီးတော့သူတို့စီကိုပြေးဝင်လာကြပါတယ်ဂျွန်ကသူ့ရဲ့နောက်ဆုံးကြည်စံနေနဲ့ပြစ်ခတ်ပေမဲ့တနက်ကကြီကုံသွားတာကြောင့်တေဘူးအသိမ့်ပြင်းနေတော့မှာပဲစစ်ရဟတ်ရင်တစ်စီးကရုတ်တရက်ပေါ်လာပြီးတော့ ဖုတ်ကောင်တွေကိုပြစ်ခတ်ပါတော့တယ်စစ်သားတွေကအားလုံးကိုတကောင်မကျန်ပြစ်တက်လိုက်ပြီးတော့ခေါင်မိုးကိုရှင်းလင်းပေးလိုက်ပါတယ်နောက်ဆုံးမှာတော့ဂျွန်နဲ့ကင်တို့ရဟတ်ရင်မော်ကိုရောက်သွားကြပါပြီအခုတော့နှစ်ယောက်စလုံးဘေးကင်းသွားပါပြီပျက်စီးနေတယ်မြို့ပေါ်ကနေပြန်တန်းနေတော့မှလူပေါင်း9000ကျော်ကူးဆက်ခံထားရကြောင်းကြေညာနေတယ်ရေဒီယိုထုတ်လွှင့်မှုတစ်ခုကိုလည်းကြားလိုက်ရပါတယ်မြို့ကလူမနေတလောက်ဖြစ်သွားပါပြီတကယ်တော့ဂျွန်တို့ရဲ့နေရာကိုစစ်တပ်ကတိသွားတာဂျွန်အွန်လိုင်းမှာတင်ခဲ့တဲ့ဓာတ်ပုံကြောင့်ပါအဲ့ဒီမှာပဲဇလန်ကအဆုံးသတ်သွားပါတယ်ဒီဇလန်လေးကိုကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ comment မှာဖုတ်ကောင် emoji လေးတစ်ခုခြံထားခဲ့ပေးပါ နောက်ထပ်လည်းဒီလိုဇာတ်လမ်းကောင်းတွေတင်ဆက်ပေးမှမို့ကျွန်တော်တို့ channel ကိုလည်း like and subscribe လေးလုပ်သွားခဲ့ပေးပါအောင်ခင်ဗျာ